မင်္ဂလာပါရှင်ခိတ္တတလီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တိုင်းမြန်မာနယ်စပ်ရှိစကန်းသိန်းတိုက်ပွဲများမှာထိုင်းနိုင်ငံဘက်ထွက်ပြေးလာသောစစ်ကောင်စီတပ်သားအလုံးကိုထိုင်းစစ်တပ်က BGF တံပြန်လွှဲပေးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ထိုင်းမြန်မာနယ်စပ်ရှိစကန်းသိန်းတိုက်ပွဲများမှာထိုင်းနိုင်ငံဘန်ကောက်ထွက်ပြေးလာသောအကြမ်းဖက်စစ်ကောင်စီတပ်သားအလုံးကိုထိုင်းစစ်တပ်က PDF ထံပြန်လည်လွှဲပြောင်းခဲ့ကြောင်း ထော်လန်ရေးထောက်ဖို့လှုံ့ဆော်နေသည့် AAC ကိုရဲမင်းကသတင်းဌာနသို့ပြောဆိုပါရယ်မေလ28ရက်နေ့တွင်အကြံပတ်စစ်တပ်၏ဘလဲဒူတပ်စခန်းမှထိုင်းနိုင်ငံအတွင်ထွက်ပြေးလာသည့်စစ်ကောင်စီတပ်သား62ဦးကို ထိုင်းစစ်တပ်ကမြောက်ဝတီမြို့ရှိ ကရင်နယ်ကြားဆောင်တပ် BGF တံပြန်လည်လွှဲပေးခဲ့ကြောင်းသိရပါရယ် မလာဧပြီလနဲ့ယခုမေလအတွင်းထိုင်းမြန်မာနယ်စပ်အနီးရှိအကြံဖက်စစ်ကောင်စီ ပူလူတူခလဲဒီတခေါ်ဘီခွီမော်ဖားသူစကန်တာလီစကန်မဲလာစကန်မော်ဖိုးကီစစ်စကန်နဲ့ဗလဲဒူစကန်များကနေလီစကန်ရွှေအေးမြိုင်စကန်နဲ့စစ်ကူလာသောစစ်ကြောင်းများကို KNU ကစက်တိုက်တိုက်ခိုက်သိမ်းပိုက်နေခြင်းဖြစ်ကြောင်းသိရပါတယ် အဆိုပါစကန်းသိန်းတိုက်ပွဲများအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများကထိုင်းနိုင်ငံဘက်ကိုဝင်ရောက်ထွက်ပြေးနေခြင်းဖြစ်ပြီးထိုင်းစစ်တပ်ကလည်းထွက်ပြေးတိမ်းရှောင်လာသောစစ်ကောင်စီတပ်သားများကိုစက်တိုက်လိုက်လံဖမ်းဆီးနေက ကရင်နယ်ကြားဆောင်တက် PGF ထံလွှဲပြောင်းပေးဖို့နေခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့ပြင်မေလ28ရက်နေ့ကလည်းစုံစည်းမြိုင်တွင်အင်အား82ဦးပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုလည်း KNL ဦးဆောင်သောတော်လရေးတပ်များကပိတ်ဆို့တိုက်ခိုက်ခဲ့ကာစစ်ကောင်စီတပ်သား22ဦးသီလင်းထိုင်းနိုင်ငံအတွင်ထွက်ပြေးသွားပြီးရင်းစစ်ကောင်စီတပ်သားများကိုလည်းထိုင်းစစ်တပ်ကမြန်မာနိုင်ငံဘက်ကိုပြန်လည်လွှဲပြောင်းပေးဖို့ရန်လှုံ့ဆော်နေကြောင်းသိရှိရသည်။ ။ဗလဲတို့က62ယောက်ကတော့မြဝတီပြန်ပို့ပေးတယ်။စုံစည်းမြိုင်22ဦးကတော့ဆင်နေတယ်။နောက်ထပ်မိသားတွေလည်းထိုင်းစစ်တပ်ကဆင်နေတယ်။ဝေါ်လီပြူဟာပြန်ပို့မလားမြဝတီနေကြားကော်မတီကတဆင်285ကိုပြန်ပို့မလားဆိုတာတော့မသိရသေးဘူး။အခုကဒီနေ့မိသားတွေလည်းစရင်တော့မသိရသေးဘူးဟုဒေတာရင်းတော်လန်ရေးတက်ရင်မြက်ကပြောဆိုပါတယ်။လက်ရှိချိန်တွင်ကရင်ပြည်နယ်အတွင်းရှိမြဝတီဖရာသုံးစုကော်ကရိတ်ကြုံတိုးဖပေါ် တန်တောင်ဒေသများတွင်အကြံဖက်စစ်ကောင်စီတပ်နှင့် KNL မဟာမိတ်တပ်များအကြားတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေစေဖြစ်ကြောင်းသိရှိရပါသည်။ဆလပင်ချင်းပြည်နယ်သို့စစ်ကြောင်းထိုးလာသည့်စစ်တပ်မှစစ်မှုထမ်းတပ်သားတဲ့6ဦးလက်နက်နဲ့လက်ယူဆောင်လာပြီးအလင်းဝင်လာ၍ငွေကျပ်350ချီမြင့်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ ချင်းပြည်နယ်အတွင်းစစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်မှစစ်မှုထမ်းတပ်သား6ဦးသည်လက်နက်နှစ်လက်ယူဆောင်လာပြီးအလင်းဝင်လာ၍ငွေကျပ်350ချင်းမြင့်ခဲ့ကြောင်းကလေးမျိုးပြပြောက်ကြားစီမံချက် UG အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါရယ်မေလ18ရက်နေ့မှစတင်ပြီးချင်းပြည်နယ်သို့ထိုးစစ်ဆင်လာသောအင်အား900ခန့်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းမှထွက်ပြေးလာသောစစ်မှုထမ်းတပ်သား6ဦးသည်မေလ21ရက်နေ့တွင်ကလေးမျိုးပြပြောက်ကြားစီမံချက် UG အဖွဲ့တန်ဆက်သွယ်ရေးအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် အဆိုပါအလင်းဝင်ရောက်လာသောတပ်သားတိ6ဦးသည်တမ89လက်အောက်ခံခမရ397တပ်ရင်းမှဖြစ်ပြီးစစ်မှုရဲအပတ်စဉ်98မှတပ်သားတင်များဖြစ်ကကလေးမျိုးပြပျောက်ကြားစီမံချက် UG အဖွဲ့ထံ MA3 တနက်2လက်လက်ပြဖုံ9လုံး G486 တောင်းကြီးပေါက်14ခုနဲ့အခြားစစ်သုံးဆောင်များပါယူဆောင်လာခဲ့ကြောင်းသိရပါသည် ထို့သောလက်နက်များပါယူဆောင်လာပြီးအလင်းဝင်ရောက်လာသောကြောင့်၎င်းတို့၆ဦးကိုဂုံပြူးစုငွေ7သိန်း150ချီမြှင့်ပြီးလွတ်မြောက်နိုင်ပြီသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရှိရပါသည်။သူတို့ကလက်နက်တွေပါယူဆောင်လာပြီးအလင်းဝင်လာတော့ကျွန်တော်တို့ကငွေ7သိန်း150ချီမြှင့်ခဲ့ပါသည်။စစ်ကောင်စီဟာအတင်းအဓမ္မတပ်သားတစ်စုဆောင်ပြီးအသေးခံတိုက်ခိုင်းတဲ့အနေအထားဖြစ်တဲ့အတွက် စစ်ကောင်စီတပ်သားများတွေအနေနဲ့နီးစပ်ရာတော်လှန်ရေးအဖွဲ့များထံမှ CDM လုပ်ပြီးလာရောက်ပူးပေါင်းစီကြံပါတယ်။နန်းနယ်ခရိုင်တွေယူဆောင်နိုင်ခဲ့ရတော့ပိုကောင်းလာပေါ်ဟုကလေးမျိုးပြပျောက်ကြားစီမံချက် UG အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဆက်လက်ပြီးမိုးပြဲမြို့တွင်ကိုစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုပြည်သူတို့အသေဆုံးပြီးသကိုင်းတွင်လည်းစစ်တပ်ကပြည်သူများကိုလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးစစ်ကြောင်းထိုးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမိုးပြင်းမြို့တွင်တနေရာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့်ပြည်သူတို့ဦးသေဆုံးခဲ့ကြောင်းမိုးပြင်း People Different for Local PDF ကသတင်းထုတ်ပြန်ထားပါတယ်။မီလာ30ရက်နေ့မွန်းလွဲ2နာရီ30မိနစ်ခန့်တွင်မိုးပြဲမြို့တွင်တနေရာတွင် အကြံဖက်စစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။အကြံဖက်စစ်ကောင်စီတပ်သားများပစ်ခတ်သောလက်နက်ကြီးထိမှန်ကအသက်20နှစ်ကျော်အရွယ်အမျိုးသားတအူကြီးစားထိမှန်သိဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ဒေသပြည်သူများအနေဖြင့်အရေးတကြီးမလို့အပ်ပါကမိုးပြဲမျိုးတို့ဖြတ်တန်းသွားလာခြင်းမပြုလုပ်ကြပါရန်မိုးပြဲပြီးပဲ different for local pdf ကအသိပေးနှိုးဆော်ထားပါတယ်။ထို့ပြင်ဇကိုင်းတိုင်းဇကိုင်းမြို့နယ်အတွင်းချမ်းဖတ်စစ်တပ်ကပြည်သူများကိုလူသားတိုင်းဖြစ်ဖမ်းဆီးပြီးစစ်ကြောင်းထိုးနေ၍ခြေရွာရှိရွာကျော်မှထောင်နှင်းချီသောပြည်သူများဘေးလွရာထွက်ပြေးနေရကြောင်းပြည်သူ့ဘက်တော်သားအဖွဲ့သတင်းတောင်ဝင်ကကသတင်းဌာနသို့ပြောပါတယ်။ ယနေ့မေလ30ရက်နေ့တွင်စကိုင်းမြို့နယ်အနောက်ကျန်းရှိညောင်ကုန်းရွာတလွန်ဖြူရွာကျွယ်လူးရွာတောင်းမရွာစင်မီရွာမအူပင်ရွာတာတွန်းရွာကုံတန်းလေးရွာတို့ကိုအကြံဖက်စစ်ကောင်စီတပ်သားများကစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီးပြည်သူများကိုလူသားထိုင်းဖြင့်လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်းသိရှိရပါသည် စစ်ခွေးတွေကပြည်သူတွေဖမ်းဆီးတာမျိုးရှိတယ်။ခွေးချောင်းထိုးနေတော့အတီးမပြူရသေးဘူး။ဘေးမှလည်းဝင်လို့မရသေးဘူး။အဲ့ဒီကျေးရွာကပြည်သူတွေအကုန်တင်းရှောင်နေရတယ်။ဘေးလိုရာတင်းရှောင်နေရတဲ့ပြည်သူထောင်ခန်းရှိမယ်။တရွာကို200နဲ့300နဲ့တွက်ကြည့်ရင်ရှိလောက်မယ်ဟုပြည်သူ့ဘတ်တော်သားအဖွဲ့သတင်းတာဝန်ခံကပြောဆိုပါတယ်။အဆိုပါအကြံပတ်စစ်တက်စစ်ကြောင်းတွင်သကိုင်းမြို့ငါးတက်ကြီးဖရာအတိုင်းမှာအကြံပတ်စစ်ကောင်စီတပ်သားများတပ်မ33မှစစ်ကောင်စီတပ်သားများပြူစော်ထင်းများနဲ့ပြည်သူစင်များပါဝင်ပြီးထောင်နှင်းချီသောပြည်သူများလည်းဘေးလိုရာထွက်ပြေး ေးတင်းလျှောက်နေရကြောင်းသိရပါတယ်။ဆက်လက်ပြီးပဲခူးနှင့်ကရင်အဆက်ရှိတောင်ကူလိပ်တို့လမ်းပိုင်းကိုစစ်ကြောင်းထုတ်လာသောစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်မှုရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းနဲ့ကရင်ပြည်နယ်အဆက်ရှိတောင်ငူလိပ်တိုလမ်းပိုင်းကိုစစ်ကြောင်းထုတ်လာသောအချမ်းဘက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်မှုရှိကြောင်းဝရစိန်တပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါရသည်။ ်မေလ28ရက်နေ့ညနေ4နာရီခန့်တွင်ပဲခူးတိုင်းတွင်ကရင်ပြည်နယ်အဆက်တောင်ငူလိပ်သူလမ်းမကြီးရှိတံမိုးတောင်ပေါ်ပတ်ချံကဗလာချံလမ်းပိုင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာသောအချမ်းဖက်စစ်တပ်စစ်တောင်းဝရစိန်တပ်ဖွဲ့နှင့်ပူးပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ရင်တိုက်ခိုက်မှုအတွင်အချမ်းဖက်စစ်တပ်ဘက်မှထိခိုက်မှုရှိပြီးတိုက်ဆုံမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်တော်လရေးရဲဘော်များအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည် တိုက်ပွဲအတွင်းအချမ်းဖက်စစ်တပ်ဘက်မှလည်းလက်နက်ကြီးလက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးထိတွေ့တိုက်ပွဲသည်မိနစ်30ခန့်ကြာမြင့်ခဲ့ကြောင်းသိရပါသည်။စစ်ခွေးအသေးအပြောက်စရင်ကိုတော့ကျွန်တော်တို့စီစစ်နေပါတယ်ဆက်လက်ထုတ်ပြန်သွားပါမယ်ဟုဝရစိန်တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါဖျက်တောက်တိုက်ခိုက်မှုကိုဝရစိန်တပ်ဖွဲ့နဲ့အတူတန်တောင်မြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ မကြခင်မှာစခစဘက်က344ကိုလက်လွတ်ရနိုင်တဲ့ပဝင်းကျင်မှာတောင်ကျချောင်းနဲ့ရှိုးမြောင်တွေကပတ်လည်ဝိုင်းနေတော့အေအေဘက်ကလည်းချင်းကပ်ဖို့ခက်ခဲတဲ့အနေအထားရှိမယ်လို့ယူဆတယ်လို့ငတိုင်းချောင်းဒေသခံကပြောပါတယ်အေယာဝတီတိုင်းပသိမ်ခရိုင်ရေကြည်မြို့နယ်ငတိုင်းချောင်းမြို့အနီးမှာရှိတဲ့အမတ344ကိုမနေ့ကရောဒီနေ့ပါနှစ်ရက်ဆက်တိုက်ရှော့တိုက်တုံးတွေနဲ့တိုက်ခိုက်ခံရရတယ်လို့ဒေသခံတွေကပြောပါတယ် မနေ့ကနေ့လယ်၂နာရီဝန်းကျင်မှာတိုက်ခိုက်ခံရတာလို့သိရပါတယ်။မနေ့က344ကိုရှော့တိုက်တုံးနဲ့အပြစ်ခံရတယ်။ထိခိုက်မှုရှိတယ်ပြောတယ်။တိတိကျကျတော့မသိရသေးဘူး။နှလုံးပြစ်တာနှလုံးလွဲပြီးတလုံးမှန်တယ်လို့မိတ်တလင်ကြီးရွာအုပ်စုအတွင်းနေထိုင်သူတို့ကသတင်းဌာနကိုပြောပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးငတိုင်းကျောင်းမြို့ပေါ်ကအာမတ344နဲ့နီးစပ်သူတို့ကိုဆက်သွဲအတီးပြူရမှာလဲရှော့တိုက်တုံးနဲ့အပြစ်ခံရတယ်ဆိုတာကိုအတီးပြူပေးပါတယ်။ဒါပေမဲ့တိုက်ခိုက်ပြစ်လို့တဲ့ရှော့တိုက်တုံးအလုံးကြီးအတွက်ပမာဏတော့ကွဲလွဲမှုရှိနေပါတယ်။လေးလုံးပြစ်သွားတာနှလုံးက မြောက်စင်နာကိုထိတဲ့ဒီနေ့လဲပြစ်တာ၃လုံးလောက်ရှိပြီကကင်းတွေလဲစုပ်ပြီးထားရပုံရတယ်လို့ညနေ၄နာရီခန့်ကပြောပါရယ်အရကတက်တော်နဲ့ပူပေါင်းတက်ပွဲတွေဟာအာမတ344အနီးမိတ်တလင်ကျေးရွာအပြင်ဘက်တောင်ကုန်းပေါ်မှာရှိတဲ့ကကင်းစခန်းကိုပြီးခဲ့တဲ့၃ရက်အကြာ၄လ28ရက်နေ့ညကဝင်ရောက်တိုက်ခိုက်မှု အပြီး ပင်မတက်ကိုအခုလိုရှော့တိုက်တုံးနဲ့ပြစ်ခတ်တိုက်ခိုက်လာတာဖြစ်ပါတယ်။ AR တိုင်းတွေကို2025နှစ်စံပိုင်းကစတင်ထိုးစစ်ဆင်လာတဲ့အရက်ကတက်တော်နဲ့ပူပေါင်းတက်ဖွဲ့တွေဟာဇန်နဝါရီနဲ့ဖေဖော်ဝါရီလပိုင်းတွေအတွင်း ပသိမ်ခရိုင်တာပေါင်းမြို့နယ်ရေကြည်မြို့နယ်တွေဘက်ကိုစစ်ဦးတီခဲ့ပြီးအဲ့ဒီကလေးကအမတ344ရဲ့ကာကင်းတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မလာနယ်အီပီလာထဲမှာလင်းမြနာမြို့နယ်နဲ့အင်ကပူမြို့နယ်ဘက်ကိုစစ်ဦးလှည့်ပြီးပသိမ်မုံရွာကားလမ်းမကြီးကိုဖျက်တောက်နိုင်ခဲ့ပြီးမီလာဇန်မှာအမတ344ဘက်ကိုစစ်ဦးဖြန့်လဲခဲ့တာကိုတွေ့ရပါတယ်။ ။မကြခင်မှာစကစပတ်က344ကိုလက်လွတ်ရနိုင်တယ်။ပတ်ဝန်းကျင်မှာတောင်ကျချောင်းနဲ့ရှုံမြောင်တွေကိုပတ်လည်ဝိုင်းနေတော့အေအေဘက်ကလည်းချင်းကပ်ဖို့ခက်ခဲတဲ့အနေအထားရှိမယ်လို့ယူဆတယ်လို့နှစ်တိုင်းချောင်းဒေတာခန်ကပြောပါတယ်။ စက္ကစဘက်ကလည်းအမတ344ကိုဒေါ်လာရေးတက်ဖွဲ့ဝင်တွေကိုထိုးစစ်ဆင်နေတဲ့အခြေအနေကိုကြိုတင်ပြင်ဆင်ပြီးခန့်စစ်ပြင်ဆင်မှုတွေလှုပ်ဆောင်နေတာကိုတွေ့ရပြီးငတိုင်းချောင်းမြို့မြို့ကူးတတာအစင်ထောင်ကြီးချွေရွာမှာစစ်သားအင်အား20ခန့်နေလ23ရက်နေ့ကစတင်ပြီးတက်ဆွဲထားပါတယ်။ဒါပြင်လက်နက်ကြီးတချို့ကိုကွင်းကောက်တကကငါးနဲ့ဟာတတခါလာယာ18ကိုပြောင်းရွှေ့ထားတာမျိုးလည်းရှိတယ်လို့သိရပါတယ်။အခုရပိုင်းအတွင်းမှာတော့လင်းမျက်နာမျိုးနဲ့အင်ကပူမျိုးနဲ့တွေ့ပတ်မှာထိတွေ့တိုက်ပွဲတွေငြိမ်သက်နေပြီးတကကငါးရှိ ရာကွင်းကောင်းမြို့နယ်ခွန်နမိုင်ခတ်အကွာရှိတဲ့ကျေးရွာတွေကိုအာရကကြက်တော်နဲ့ပူးပေါင်းတပ်တွေကထိန်းချုပ်ထားနိုင်စေရှိနေပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစီရှင်။